မင်္ဂလာပါဗျာကျွန်တော်ရဲ့ YouTube channel ကနေပြန်လဲကြော်ဆော်လိုက်ပါတယ်ဒီကနေ့မှာတော့ Wise App တွေကိုကျွန်တော်တို့ဘယ်လိုပုံစံမျိုးငွေထည့်ရမလဲပြီးခါကျန်ကျွန်တော်တို့ Wise App မှာရှိနေတဲ့ဒီကျွန်တော်ကိုယ့်ရဲ့ငွေတွေကိုပေါ့နော်ဒါကိုယ့်ရဲ့ bank account တွေကိုဘယ်လိုပုံစံမျိုးပြန်ထုတ်လို့ရလဲဆိုတာကိုတစ်ဆင့်ရှင်းရှင်းပြပေးပါမယ်ဆိုတဲ့ခါကျန်ကျွန်တော်တို့ဒီ Wise App တွေကိုကျွန်တော်တို့ဝင်လိုက်မယ်ပေါ့နော်ဝင်လိုက်ပြီးတဲ့ခါကျွန်တော်တို့ဒီ home page မှာပေါ့နော်ကျွန်တော်ပို့ဆောင်မှာရှိတဲ့ဒီ add money ဆိုတဲ့ဟာပေါ့နော်ကျွန်တော်အဲ့ဒါအကောင့်လေးကိုတရှင်းနိုင်လိုက်ပါမယ်ပြီးခါကျန်ကျွန်တော်တို့ဒီမှာ payment ဒီအမျိုးအစားပေါ့နော်ဥမာထိန်းဘက်စေထိန်းဘက် USD US US ဒေါ်လာပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ယူရမှာဖြစ်ပါတယ်ပြောရတော့ဒီမှာထိမ့်ဘက်ကိုကျွန်တော်ယူလိုက်မယ်ပေါ့နော်ဆိုတော့ထိမ့်ဘက်ကိုကျွန်တော်အပေါ်မှာယူလိုက်မယ်ပြီးတစ်ခါကျရင်ကျွန်တော်တို့ဘတ်တထောင်ထိမယ်ပေါ့နော်ဒါဆိုတော့တထောင်ဆိုပြီးတော့ကျွန်တော်ယူလိုက်မယ်ဒီအောက်က payment method မှာကျွန်တော်တို့ဘာနဲ့လွှဲမလဲပေါ့လေဒီ website account ကိုဘယ်ဟာနဲ့ပတ်စံထိမလဲပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဒါမျိုးမျိုးထိလို့ရတယ်ပေါ့နော် debit card တွေလေးရတယ်ပြီးရင် bank transfer တွေလေးရတယ်ပေါ့နော်ပြီးရင် sweep နဲ့လေးလွှဲလို့ရတယ်ပေါ့နော်ဆိုတော့လွှဲလို့ရတဲ့နေ့တွေကတော့ကျွန်တော်တို့အများကြီးရှိပါတယ်ကျွန်တော်ကတော့ဒီနေရာမှာ debit card ကိုယူမယ်ပေါ့နော်ကျွန်တော်ဒီအကျွေးဝေကတ်နဲ့ကျွန်တော်ရှင်းပါမယ်ဒီ ကျွေးဝေကက်ကဒီမှာကြီးမယ်ဆိုရင်ကျွန်တော်တို့ဒီဟာ free ရတော်တော်လေးကိုတက်တာနေတယ်ပေါ့နော်ဒီမှာတခါလေသူက free တွေပါ ်တခါလေးပြထားတယ်ပေါ့နော်အာဒီပစ်ကတ်ဆိုရင်ကျွန်တော်တို့0.56ပေါ့နော်တညတက်တမ5ရှောင်း US ဒေါ်လာပေါ့နော်ဒီမှာဒီအောက်ကတွေ့ရဒီ manual band transfer မှာကြတော့ကျွန်တော်တို့ရှောင်းဒေါ်လာကျော်ကျော်တောင်ပေးရမယ်ပေါ့နော်ဆိုတော့ဒါကကျတော့တော်တော်လေးကိုဒါဖီများတယ်ပေါ့လေဒါ swift နဲ့ကြာလေးပဲကျွန်တော်ဒီမှာရှောင်းဒေါ်လာကျော်ကျော်တောင်ပေးရမှာဖြစ်ပါတယ်ဆိုတော့တော်တော်လေးကိုများတယ်ပေါ့နော်နောက်ဆုံးတော့ကကျွန်တော် credit card မှာကြတော့ဒီမှာ1ဒေါ်လာနဲ့15ပြားပေါ့နော်ဆိုတော့အဲ့လောက်ပေးရမယ်ဒီပစ်ကတ်နဲ့ကြတော့ကျွန်တော်တို့ဒီမှာတညတက်တမ5ရှောင်းပေါ့နော်ဆိုတော့ဖီကတော့တော်တော်လေးတက်တာလေကျွန်တော်ဆိုတော့ကျွန်တော်အဲ့ ဒီကတ်နဲ့ကျွန်တော်အစမ်းထိမယ်ပေါ့နော်ဒီပိတ်ကတ်နဲ့ထိပါမယ်ဆိုတော့ဒီပိတ်ကတ်ကိုရွေးပြီးတော့ကျွန်တော်ဆက်သွားပါမယ် ပြီးတော့ကျွန်တော်ဒီလိုပုံစံမျိုးပုံမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကိုယ့်ရဲ့ကတ်ရဲ့ M4D ကိုထည့်ရမယ်ပေါ့နော်ကျွန်တော်ဒီမှာဒီကတ် number ဆိုတဲ့ဟာမှာကျွန်တော်တို့ကတ်ပုံမှာရှိတဲ့ဒီ number တွေကိုကျွန်တော်တို့ဒီမှာရေးထည့်ရပါမယ်ပြီးခါကျရင်ကျွန်တော်ဒီမှာ expire date တွေပေါ့နော်ဒီလရေနှစ်ရေပေါ့နော်အဲ့ဒါတွေကိုလေဘန်ကတ်မှာပါတဲ့ expire date ကိုကြည့်ပြီးတော့ကျွန်တော်တို့ကြည့်ပေးလိုက်ရအောင်ပါမယ် security code မှာလေးပဲကျွန်တော်တို့အဲ့ဒါဘန်ကတ်တွေမှာပါတဲ့ security code ပေါ့နော်ကျွန်တော်အဲ့ဒီ number ကိုထည့်ပေးလိုက်ပါ PN ဒီမှာ3 6 8 8 5 USD ပေါ့နော်ကျွန်တော်အဲ့ဒီ account လေးနှိပ်ပြီးတော့ကျွန်တော်တို့ထည့်ပေးလိုက်ပါမယ်ဒီလိုဆိုရင်တော့ကျွန်တော် တော့ဒီမှာကျွန်တော်ခုနကထေးလိုက်တာ bank up ban ပေါ့နော်ဒီ technical ရဲ့ဒီ bank up ban ရဲ့ဒီ bank up ပေါ့နော်ကျွန်တော် internet ထေးလိုက်တာအဲ့ဒါ one day password ဒီထေးမဲ့အခွင့်လေးပေါ်လာတာပေါ့နော်ဒီအားကြတော့ကျွန်တော်ဒီမှာအပေါ်မှာလေးပဲ bank up ban ကနေဒီမှာ message ပို့လာတယ်ပေါ့လေ number 6လုံးပေါ့နော်အဲ့ဒီ number 6လုံးကိုဒီအောက်မှာထေးပေးရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ sms ထေးကိုဝင်လာတဲ့ဒီ bank up ban ကပို့လာတယ်ပေါ့နော် number 6လုံးကိုဒီမှာထေးပေးလိုက်ပါမယ်ပြီးခါကျရင်ကျွန်တော်တို့အောက်နာလေးကဒီ submit ကိုနှိပ်ပါမယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီလိုပုံစံမျိုးဖြစ်ပေါ်ပြီဆိုရင်ဒါအဆင်ပြေသွားပြီပေါ့နော်ဒီမှာ translation တန် successful ဖြစ်သွားပြီငွေလွှဲလို့ကတော့ပြီးပါပြီပေါ့နော်ခဏနေကြရင်ကျွန်တော်ဒီ voice app မှာကျွန်တော်ကျွန်တော်ရဲ့ပတ်စံရောက်နေပြီပေါ့နော်ဒီမှာကျွန်တော်ရဲ့ဒီဘဏ်ကဘဏ်ကလေးပေါ့နော်ဒီမှာ SMS ဝင်လာတယ်ဒီမှာ ပတ်စံဘလောက်ဖြတ်သွားတယ်ပေါ့နော်ကျွန်တော်တထောင်ထိလိုက်တာ1000နဲ့6စီရှိတတ်မှ54ဘတ်ဖြတ်သွားတယ်ပေါ့နော်သူက1000ထိရင်ဒီ1000တော့ဝင်လာတယ်ဒါပေမဲ့1000ကနေပို့ပြီးတော့ free ကိုဒီကိုယ့်ရဲ့ bank ကနေဖြတ်သွားတယ်ပေါ့နော်ဝင်လာတာတော့1000ပြည့်ပါပဲဒါတော့ကျွန်တော်ပတ်စံထိတဲ့အဲဒါနေပေါ့နော်ဒီ white state ကိုကျွန်တော်တို့ရဲ့ bank ကိုအသုံးပြုပြီးတော့ဒါပတ်စံထိတဲ့အဲနေပေါ့နော်ဒီခါကျရင်ကျွန်တော်ဒီကိုယ့်ရဲ့ white account တွေကဒီပတ်စံတွေကိုပေါ့နော်ကိုယ့်ရဲ့ bank ထိကိုဘယ်လိုပုံစံမျိုးပြန်ထည့်ရမလဲဆိုတာကိုဒါပြပြပေးပါမယ်ကိုယ့်ရဲ့ bank ထိကိုထည့်ဖို့အတွက်ပေါ့နော်ကိုယ့်ရဲ့ဒီ ဝက်စ်အကောက်ထဲမှာကိုယ့်ရဲ့ဘန်ကိုတခါတည်းရှိုက်ဆက်ထားလို့ရတယ်ပေါ့နော်ဆိုတော့အကြအကျကျွန်တော်တို့ဘယ်လိုလောက်မလဲဆိုရင်ဒီမှာဒီဒီအောင်နာလေးကလူနှစ်ယောက်ပုံပေါ့နော်အဲ့ဒီ resistment ဆိုတဲ့ဟာလေးကိုကျွန်တော်တို့တရှင်းနှိပ်ပါမယ်ပြီးရင်ကျွန်တော်တို့အပေါ်ညာဘက်တောင်းကပေါ့နော်အပေါ်ညာဘက်တောင်းကကျွန်တော်ဒီမှာ add ဆိုတဲ့ဟာပုံနေတယ်ပေါ့နော်ကျွန်တော်အဲ့ဒါလေးကိုကျွန်တော်တရှင်းနှိပ်ပါမယ်ပြီးရင်အကျကျွန်တော်တို့ဒီမှာကျွန်တော်တို့လက်ခံမဲ့ကောက်မျိုးစားကဘန်ဘာမျိုးစားလေးပေါ့နော်ကျွန်တော်တို့ဒီမှာထိုင်ဘက်အကောက်လက်ခံမဲ့ဘန်ရှိမှဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာဒီထိုင်ဘက်ကိုရွေးချမယ်ပေါ့နော်ဆိုတော့အပေါ်ကဒီ search box မှာ ကျွန်တော်တို့ဒီ THB ဆိုပြီးတော့ရေးလိုက်ပါဆိုရင်ကျွန်တော်တို့ဒီမှာထိမ့်ဘတ်ပေါ်လာမယ်ပေါ့လေဆိုတော့ထိမ့်ဘတ်ပေါ်လာရင်ကျွန်တော်အဲ့ဒီကောင်လေးကိုတရှဲနှိမ့်လိုက်ပါမယ်ပြီးခါကျရင်ကျွန်တော်အောက်မှာဒါရွေးရမယ့်အမျိုးအစားဒီနှမျိုးရှိတယ်ပေါ့နော်အဲဒီမှာကျွန်တော်တို့ဘယ်ဟာထိမ့်မလေးပေါ့လေကျွန်တော်ကတော့အန်ဒီမှာ bank account ရဲ့ဒီ information ကိုထိမ့်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာဒီအောက်ဆုံးကဒီ under bank detail ဆိုတဲ့ဟာလေးကိုကျွန်တော်တို့တရှဲနှိမ့်လိုက်ပါမယ် ဒီအကြံကျွန်တော်တို့အပေါ်နာကမိုင်းဆက်ကိုရွေးပြီးတော့ကျွန်တော်တို့ဆက်သွားပါမယ်။ဒီနေရာမှာတော့ကျွန်တော်တို့ဒီမှာရှစ်လက်ထည့်ရမယ်ပေါ့နော်။အပေါ်ဆုံးက full nine of the account holder ဆိုတဲ့အမှာကျွန်တော်တို့ရဲ့အဲကျွန်တော်တို့ရဲ့ဒီဘန်ဖွင့်ထားတဲ့နာမည်ပေါ့နော်။အဲဒါလေးကိုကျွန်တော်တို့ထည့်လိုက်မယ်။ပြီးတဲ့အကြံကျွန်တော်တို့အလီမားကြတော့ဘန်နိုင်ပေါ့နော်။ဒါကတော့ဘာဘာမျိုးစားလေးပေါ့လေ။ဘန်ကောက်ဘာလားကစီကောလားဘာညာပေါ့နော်။ဒီအောက်ဆုံးမှာကြတော့ကျွန်တော်တို့ account number ဆိုတဲ့အမှာကြတော့ကျွန်တော်တို့ရဲ့ဘန် account number ပေါ့နော်။အဲ့လိုမျိုးကျွန်တော်တို့တိကျလေးထည့်လိုက်ရင်ဒါအဆင်ပြေပြီဖြစ်ပါတယ်။ပြီးတဲ့အကြံကျွန်တော်တို့ confirm ကိုနှိပ်ပါ ါမယ်ဒီလိုဆိုရင်တော့ကျွန်တော်တို့ဒါ wish ကနေကျွန်တော်ငွေလှစ်လိုက်တဲ့ဒီပတ်စံတွေကိုဒါလက်ခံမဲ့ဒါအကောက်ဘက်အကောက်ပေါ့နော်ထိန်းဘက်အကောက်ကျွန်တော်တို့ဒါထိလိုက်ပြီးဖြစ်ပါတယ်ခုနကကျွန်တော်ရဲ့ဒီ wise account ထဲမှာရှိတဲ့ဒီထိန်းဘက်ကိုကျွန်တော်တို့ဒါပြန်လွှေပြမယ်ပေါ့နော် ဝက်စတီကိုဝင်လိုက်မယ်ဆိုရင်ဒီမှာကျွန်တော်ကဘတ်ဒါ900နဲ့30ရှိတယ်ပေါ့နော်ကျွန်တော်ဒီမှာ290ကတော့ကျွန်တော်အသုံးလိုက်ပြီးဖြစ်ပါတယ်ဆိုတဲ့အခါကျရင်ကျွန်တော်တို့900နဲ့30ကိုကျွန်တော်ကျွန်တော်ရဲ့ဘန်ကတ်တီကိုပြန်ထည့်မယ်ပို့လေအိမ်ဘတ်930ရှိတယ်ကျွန်တော်အဲ့ဒါလေးကိုနှိုင်းလိုက်ပါမယ်ပြန်ဒီနေရာမှာဒါဆင်းကိုနိုင်မယ်ပေါ့နော်ပြီးတဲ့ခါကျရင်ကျွန်တော်တော့အောက်ဆုံးမှာပေါ့နော်ကျွန်တော်အိုးရေမိုင်းခေါင်ရေးဆိုတာရှိပါတယ်အဲ့ဒီနောက်မှာကျွန်တော်တော့မိုင်းခေါင်ကိုရွေးပြီးတော့ကျွန်တော်ခုနကထေးလိုက်တဲ့ကျွန်တော်ရဲ့အကောင့်ပေါ့နော်ထိန်ဘက်အကောင့်ပေါ့နော်အဲနဲ့ရှိထားတဲ့အကောင့်ဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်တော့ရွေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တော့ဘယ်လောက်ထည့်မ လေးပေါ့နော်ကျွန်တော်ဒီမှာ balance available မှာကျတော့ကျွန်တော်900နဲ့300ရှိတယ်ကျွန်တော်ကတော့ဒီမှာအကုန်လုံးကိုထည့်လိုက်မယ်ပေါ့နော်900နဲ့300ထည့်လိုက်ပါမယ် ဟာတွေပြီးမှပြရတယ်ပေါ့နော် fee တွေကဘယ်လောက်လဲဆိုတာပေါ့နော်ကျွန်တော်930လွဲပေးမိလေကျွန်တော်ရဲ့ဒီ bank card ထိကိုရလာမယ် bank account ထိကိုရလာမယ်ပတ်စံအကြတော့ကျွန်တော်တော့685ဒတမ24ပေါ့နော်ဆိုတော့ fee ကဘယ်လောက်ဖြတ်လဲဆိုရင်အောက်မှာရေးထားပါတယ်ကျွန်တော် total fee ကကျွန်တော်တော့၄စီလင်းဒတမ80ရှာပေါ့နော်၄စီလင်း85ဘတ်လောက်ဖြတ်တယ်ပေါ့နော်တွေးခါလေအကောင်လုံးဒီမှာတွေ့ရပြီပေါ့နော် fee တွေလေးတွေ့ရပြီကျွန်တော်ကိုလွှဲမဲ့ပတ်စံလေးကျွန်တော်ထိထားပြီဆိုရင်အကောင်လုံးပြီးပြီဆိုရင်ပေါ့နော်ကျွန်တော်အောင်းလားလေးက continue ကိုကျွန်တော်တော့ဆက်သွားပါမယ် ပြီးရင်ဒီနေရာမှာကြာတော့ကျွန်တော်တခုကိုဒါအမှန်ချင်းလေးချင်းလိုက်ပါနော်ဆိုတော့ဒါတော့ဘာမှပြဿနာမရှိပါဘူးပြီးရင်ကျွန်တော်တော့ submit ကိုရွေးလိုက်ပါမယ်ဒီလိုဆိုရင်တော့ကျွန်တော်ဒီမှာ confirm and send ဆိုတဲ့ဟာဒါကျွန်တော်ပြန်စစ်လို့ရတယ်ပေါ့နော်အော်ကျွန်တော်တို့ဘယ်အကောင့်ကိုလွှဲတာလဲဘဏ္ဍာဘက်တွေကဘာလဲပေါ့နော်ဒီ email လိုက်စာတွေဘဏ္ဍာဘက်တွေဘဏ္ဍာမီတွေအကုန်လုံးပို့နေတယ်ပေါ့လေရောက်မယ့်အချိန်ကကျတော့ကျွန်တော်တို့စက္ကန့်မီလောက်မှရပါတယ်တော်တော်လေးကိုမြန်နေပေါ့နော်ကိုလုံးပြီးပြီဆိုရင်လည်းကျွန်တော်တို့အောက်ဆုံးနာက confirm and send ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါမယ် ပြီးရင်တော့ကျွန်တော်တို့ဒီလိုမျိုး all done ဆိုပြီးတော့ကျွန်တော်တို့ပြီးပါပြီဖြစ်ပါတယ်ကျွန်တော်ရဲ့ band account ထည့်ကိုပို့နော်ဒါပတ်စံလွှဲတာ ဒီမှာတော့ပြီးပါပြီခဏနေကြာရင်ကျွန်တော်တို့ဒါပတ်စံဝင်လာပါလိမ့်မယ်ဒီမှာကျွန်တော်တို့ရှင်းချင်းဝင်လာတယ်ပေါ့နော်ကာစီကွန်ဘန်ကပေါ့နော်ကျွန်တော်တို့ K Black ကနေဒီမှာ message ဝင်လာတယ်ပေါ့လေပတ်စံရောင်းလာပြီဆိုတဲ့အကြောင်းပြီးရင်ကျွန်တော်တို့ဒါ Gmail တွေကိုလည်းဝင်လာတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါကြာတော့ကျွန်တော်တို့ကျွန်တော်ရဲ့ဒီ white account မှာရှိတဲ့ဒီပတ်စံတွေကိုပေါ့နော်ကိုယ့်ရဲ့ bank account တွေကိုဒါလွှဲထည့်တဲ့နည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တခုရှိတာပေါ့နော်ဒီ white account ကြာတော့ white account ကိုထည့်တာလဲဒါလွှဲတယ်ပေါ့နော် white account နေပြန်ပြီးတော့ထောက်တာလဲလွှဲတယ်ဒါမဲ့သူက credit card တွေတော့နေနေပေးရတယ်ပေါ့လေထည့်တဲ့ခါလေးပေးရတယ်ပြန်ပြီးတော့ ော့ပြန်ပြန်ထောက်တဲ့ခါလေးပေးရတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတော့နည်းနည်းရှိတယ်တခြားကြတော့ကျွန်တော်တို့တော်တော်လေးကိုဒါအမြန်တဲ့တဘိုးရှိတယ်ပေါ့နော်ဟုတ်ကဲ့ဗျာဒီဗီဒီယိုကတော့ကျွန်တော်တို့ဒီ white account ကိုငွေဘယ်လိုထည့်ရမလဲပြီးတခါကျရင်ကျွန်တော်တို့ white account မှာကိုယ့်ရဲ့ bank account တွေကိုဘယ်လိုရှယ်ရမလဲပြီးတခါကျရင်ဒီ white ထည့်တာဒီ percent တွေကိုပေါ့နော်ကိုယ့်ရဲ့ bank account တွေကိုဘယ်လိုပုံစံမျိုးပြန်ထောက်ရမလဲဆိုတာတွေကိုတစင်ရှင်းရှင်းပြခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးကြတဲ့တယောက်ရှင်းစီတင်ကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျာနောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြရအောင်ပါ